ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒေါက်တာစိုက်ကောင်ဖြစ်ပါပြိဿံစိတ်ကူဆရာပါပါအခုတော့လောပေါ့နော်ဒီတစ်လနှစ်လအတွင်းမှာကျွန်တော်အလုပ်တွေများနေလို့ဗီဒီယိုတွေမတင်ဖြစ်ပါနော်ဒါမဲ့ကျွန်တော်ကိုမေးထားတဲ့ comment တွေရှိပါတယ်တချို့ comment တွေကအရေးပေါ်ကုသဖို့လိုအပ်တဲ့ comment တွေရှိမေးထားပါနော်ဒါမဲ့ကျွန်တော်ကအလုပ်တွေမအားတဲ့အတွက်ကြောင့်မလို့မဖြေပေးနိုင်တာတောင်းပန်ပါတယ်အဲ့လိုမျိုးအရေးပေါ် case တွေဆိုရင်တော့အဲကို data မှာရှိတဲ့တိတိနားလေတဲ့เนาะဆရာဝန်ကြီးစီမှာ เนาะဒါမှမဟုတ်ဆရာဝန်မရှိဘူးဆိုရင်လည်းကျွန်တော်တို့တက်ချေပြားတို့ဒီကျမ်းမာရေးလောက်တာစတဲ့ဖြစ်မှာเนาะတို့ရစီမှာမင်းမြိုင်းမှာကုတာပေးပါမဟုတ်ဘူးကျွန်တော်အဖြစ်ကိုပဲစောင့်နေမယ်ဆိုရင်เนาะအရေးပေါ် case တွေမျိုးဆိုရင်ဒါအတက်အမြေထိခိုက်တာမျိုးရရှိနိုင်ပါတယ်အဲဒါကြောင့်မလို့အဲတချို့ comment တွေကိုကျွန်တော်ဖြေပြီးတော့မှာဒီ comment တွေမျိုးဆိုရင်ဒါမေးထားတော့မကြသေးဘူးပေါ့เนาะဘာမေးထားလဲဆိုရင်ကျွန်တော်ဆရာတဲ့ကျွန်တော်ဝက်တွေပောက်တာတဲ့ရှစ်ကောင်ပောက်တယ်တဲ့ 6កောင်ကတော့ဖင်ပေါက်မပါဘူးတဲ့အစိုးအပေါက်မပါဘူးဗောနော်အဲဘာဖြစ်တာလဲလင်းပြပေးပါဆရာဆိုရင်မမေးထားဗောနော်အီစိုးမပါတာเนาะဖင်ပေါက်မပါတာဆိုတော့သူကမျိုးရိုးကြောင့်เนาะအဓိကဖြစ်ပါတယ်ကဲလို့ကျွန်တော်တို့မွေးတဲ့ဝက်တရားဗောနော်သူ့မောင်နှမချင်းချင်းဒါမှမဟုတ်ဒီကိုယူလာတဲ့ဝက်တိုးရေနဲ့ဒါမျိုးရေတော်နေရလားဒီဝက်တိုးနဲ့ဒီဝက်မနဲ့မျိုးရေတော်နေရမောင်နှမရေတော်နေရစတဲ့ဖြစ်မှာเนาะ ဒီမောင်နှမချင်းချင်းတားဆက်တာတွင်းကြီးတားဆက်တာလို့ခေါ်တာเนาะအဲ့အမျိုးကြီးဆိုရင်ဒါဒီရောဂါကိုဆင်ပါဆင်ပါတဲဆောင်နာမျိုးကြီးဖြစ်နိုင်ပါတယ်ပထမဒီမျိုးဆက်တစ်ခုထဲမှာမတိတာပြင်မဲ့တချို့ဒီမျိုးဆက်တွေကြာလာတယ်များလာတယ်ဆိုရင်23ဆက်စသဖြင့်ရှိလာရဆိုရင်တော့ဒါဒီဖေမမှာပါတဲ့ယောဂါအပြင်ကိုတခြားမွေးရပါယောဂါကြီးပေါ့เนาะဒါမျိုးဗီဇချို့ရင်းတဲ့အကြောင်းလို့ဖြစ်တဲ့ယောဂါကြီးကဖြစ်နိုင်ပါတယ်အဲအကြောင်းမလို့ကျွန်တော်တို့ မျိုးရွေးချယ်တဲ့နေရာမှာအရေးကြီးပါတယ်။ဟိုကဘုံမွေးရမယ်ဆိုရင်မျိုးဝေးရလားနော်ပြီးရင်သူ့ตาချင်းချင်းဆက်တာမျိုးမဖြစ်အောင်ဒီဝတ်တိုးကမျိုးမတော်ရဘူး။ပြီးရင်ဒီဝတ်တိုးရဲ့ရာဇဝင်ကိုလည်းကျွန်တော်သိရအောင်။သူ့ဒီဝတ်တိုးနဲ့ဆက်ထားတဲ့အရင်ဝတ်တရားဒီယောဂါကြီးဖြစ်တလား။နော်နော်။ဒီယောဂါကြီးဒီမွေးရမျိုးရှိခဲ့ဘူးလေဆိုရင်ဒီဝတ်တိုးမျိုးကိုမတုံးပါနဲ့။ဝတ်တိုးမွေးတဲ့လူဆိုရင်လည်း ဒီဝတ်တိုးမထားပါနဲ့ဟိုကိုကဥပမာမွေးလို့ဝတ်တိုးတင်မယ်ဆိုရင်လည်းအဲမျိုးဝတ်တိုးမျိုးကိုကျွန်တော်တို့ဟိုမရွေးချယ်မိဖို့အရေးကြီးပါတယ်အဲဝတ်တိုးမှာတော့ရာဇဝင်မရှိဘူးအမျိုးလည်းမတော်ဘူးဒါပေမဲ့ကိုဝတ်မမှာချုပ်ရင်းချက်ရှိနေလားဆိုတာမျိုးလည်းရှိရပါတော့ဒီဝတ်မကအဲ့လိုမျိုးဖြစ်နေရဆိုရင်တော့ကျွန်တော်တို့မျိုးဆက်မထားတာကောင်းပါတယ်ဒီဝတ်မကိုပဲဆက်မွေးမယ်ဆိုရင်ကျွန်တော်တို့ဒီနောက်ထပ်မွေးလာမယ်เนาะ ဝက်ပေါက်လေးတွေနောက်တုပ်လေးမှာဆိုရင်လည်းဒီယောဂါမျိုးเนาะဖင်ပေါက်မပါတဲ့ယောဂါမျိုးကိုဒါဆက်တွေ့နိုင်ပါတယ်အဲအကြောင်းလို့ကျွန်တော်အကြံပေးချင်တာကအကောင်းဆုံးကတော့ဘောเนาะဒီမျိုးမထားပါနဲ့ပြင်ဖြစ်လာပြီဆိုရင်ဟောကုသလို့ရရလားဆိုရဲเนาะဒီကောင်မျိုးရှိလာနိုင်ပါတယ်ကုသလို့ရရလားဆိုရင်เนาะဆရာဝန်တွေနဲ့ခေါ်ပြီးမှခွဲတာတောင်းပါတယ်ဒါတော့မှ ဒီခွဲစိတ်မှုအောင်မြင်နိုင်ခြင်းကအရန်ကိုနည်းပါတယ်ကျွန်တော်ရခိုင်နှုန်းနဲ့ပြောမှဆိုရင်20ရခိုင်နှုန်းအဲ့လောက်ပဲရှိပါတယ်ဘာလို့ဆိုရင်ငကိုကလေးကမှသူကဒီစအိုထွက်တဲ့လမ်းကြောင်းเนาะသူဖင်ပေါက်လမ်းကြောင်းကမစင်နေနဲ့ညစ်ပတ်နေကျွန်တော်တို့ဟိုခွဲစိတ်လိုက်တယ်မစင်နေစွန့်နေအဲ့အပေါ်ကနေစွန့်လိုက်တဲ့အချိန်ကရင်လေဒီပိုးတွေရောဂါပိုးတွေပြန်ဝင်မှဒါရောဂါပြန်ဖြစ်တယ်ပေါ့เนาะအာ infection ဝင်တယ် အဲပြောရမယ်ဆိုရင်ဒါအနာရင်းတလူမျိုးပေါ့နော်အဲအမျိုးဖြစ်ပြီးတော့ကျွန်တော်တို့ဒါအသက်ဆုံးရှုံးတာမျိုးကြီးဖြစ်နိုင်ပါတယ်အဲအကြောင်းမလို့အကောင်းဆုံးကတော့ကုသချင်းထက်ဒီမျိုးရွေးချယ်တဲ့နေရာမှာကျွန်တော်တို့တတိထားရွေးချယ်မွေးမြူပေးတာကောင်းပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုထဲမှာတော့ဒီကျွန်တော်တို့မေးထားတဲ့ comment ကိုဖြစ်တဲ့ဒီပုံငယ်မှာဒါပြန်ပေါက်မပါဘူး attrition in line ပေါ့နော်အင်္ဂလိပ်လိုအဲ့လိုခေါ်ပါတယ်အဲအကြောင်းကိုကျွန်တော်ကျင်းချုပ်ပြောပြတော့ဖြစ်ပါတယ်အားလုံးပဲဘုဟုတ္တရာတစုံတရာရရတယ်ဆိုရင် like and share လုပ်ပေးတော့ပါအားလုံးကိုကျေးဇူးတင်ပါတယ်